ဒီကနိကေမဟာဝကပါဠိသနဝဇဘသုတ်တံဣဇနာရောမြတ်ကြီးကိုပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပြအ내ပြန်ပြပြောတဲ့ပြောတတ်သမြပြောပြပြီးတော့တရားပူဇော်လာခဲ့တာဒီကနေ့အပိသတ်တဲ့နောက်ဆုံးရက်ကိုရောက်ပါပြီ အလောင်းလေးအပုပ်ကူမြတ်များမြတ်စွာဘုရားဟောကြားတော်မူရင်အသံတော်အရှင်မဟာကသပအစရှိတဲ့ယဟန္တာမထေမြတ်ဒီတန်ဃာယနာတင်တော်မူခဲ့ကြရင်အသံတော်တို့ကိုရရဘူးနာရဘူးအတွက် ပါဠိတော်စာအရှိကိုရွတ်ဖတ်ပူဇော်ပြပါမယ် ိမမထံဗန္တိဗျမသနင်ကုမာရောဒေဝနာဒေဝနန္ဒဝတိန္သာနာအပါတိဣမမထံဝိသဝေနောမဟာရာဇာယာမှုနောသနင်ကုမာရသဒါဝတိန္သာနံဒေဝနံပါသတောသံမှုခသုတံသံမှုခပတိကဟိတံ သယံပရိသယံအာရောစီတိဣမမတ္တံသနဝဇဘောယခောဝိသဝနတ္တမဟာရာဇတ္တသယံပရိသယံဘာသတောသံမှုခာသူတံသံမှုခာပတိကဟိတံဘဂဝါတောအာရောစီတိ ိမမတံဘဂဝါသနဝတ္တပတ္တယခသသံမှုခာသုတ်တဝါသံမှုခာပတိတ်ကဟိတဝါသာမင်္စအဝိညာယအာယသမတောအာနန္ဒသအာရောစေတိဣမမထမာယသမအာနန္ဒော ဘဂဝါတို့သံမှုခသုတ်တော်သံမှုခပတိကဟိတဝါအာရောစီတိဘေကုဏံဘေကုဏီနာဥပါဒကနာဥပါသိကနာယေဤတံဗျမစရိယံအိဂျင်းစီဝဖီဂျင်းစဝေချာရီကံ ဘာဟုဇဉ္ညာပုထုဘုဒ္ဓံယာဝဒေဝမနုသေဟိသုဘဂတိတံဒီသနဝသဘသုတ်တံနေတိတံယခုဘုရုပ်ပူဇော်ပြခဲ့တဲ့ပါဠိတော်ကိုအ내ပြန်ပြပါမယ်

ဒီသာဝတိန်သာနံသာဝတိန်သာနတ်ပြည်၌နေကြကုန်သောဒီဝနာနတ်တို့အားဘာသာတို့ပြောဆိုသောသနင်္ကုမာရသသနင်္ကုမာရအမည်ရှိသောဗျာမှုသောဗျမာမင်းဤသံမှုခာမျက်မှောက်၌သူတံကြာပူထသော သမ္မုခမျက်မှောက်၌ပတိဂဟိတံနာဘူးထသောဤတံအထံဤအကျိုးစီးပွားနှင့်စသောစကားကိုတယံပရိသယံမိမိပရိသ၌အာရောစီသည့်ပြောကြ၏ဇနဝဇဘောဇနဝဇဘအမိရှိသောယေခောနတ်သားသည် တယံပရိသာယံမိမိပရိသ၌ဘာသာတော်ပြောဆိုသောဝဇဝနတဝဇဝံအမိရှိသောမဟာရဇတနမင်းကြီးတမ္မုခ မျက်မှောက်၌သုတံကြပုထသောတမ္မုခမျက်မှောက်၌ပတိဂဟိတံနာဘူးထသော ဣဒံအထံဤအကျိုးစီးပွားနဲ့စသောစကားကိုဘဂဝတို့မြတ်စွာဘုရားအာအရောစီသည့်လျှောက်ထား၏ဘဂဝမြတ်စွာဘုရားသည်ဇနဝဇဘတဇနဝဇဘအမိရှိသောယက္ခတနတ်သာဤသံမှုခမျက်မှောက်၌ ဣဒံအဋ္ဌံဤအကျိုးရှိပွားနှင့်စသောစကားကိုသုတ်တဝါကြားခဲ့ရ၍သာမုခမျက်မှောက်၌ပဋိက္ခဟေတဝါနာခဲ့ရ၍သာမင်းစမိမိကိုယ်တိုင်သည်အဘိညာယသဗ္ဗညုတဉာဏ်ဖြင့်သိ၍အာယတမတောအာနန္ဒသအရှင်အာနန္ဒမထေမြတ်အာအာရောစီသည့် 没加入木的意。阿呀怎么安呢？就新安的嘛，去年子，一年二成，也九是万年三多这个股。这个我就念阿不要一三木卡，念毛哪里，都得我家那个教育。 သံမှုခကောင်းသံမှုခမျက်မှောက်တော်၌ပဋိဒိဟိတဝါကောင်းစွာနာယူမသားကြရ၍ဘိက္ခုနံဝါယဟန်တော်တို့အာလကောင်ဘိက္ခုနံဝါယဟန်ယောက်ျားတို့အာလကောင်ဘိက္ခုနီနံဝါယဟန်မိန်းမတို့အာလကောင်ဥပါတိကာနံဝါသရင်သည်ယောက်ျားတို့အာလကောင်ဥပါတိကာနံဝါသရင်သည်မိန်းမတို့အာလကောင် အာရောစီတိဟောကြတော်မူလေ၏တယိတံပြမစရိယံထိုအလုံးစုံသောသိက္ခာသုံးပါအပေါင်းဟုဆိုအပ်သောသာသနာတော်သည်အိတ်ခြင်းစေဝပြည့်စုံသည်လီဟောတိဖြစ်ဖြစ်တဲ့စကြွယ်ဝသည်ဝိမလာသည်လီဟောတိဖြစ်၏ဝိဇာရိတ္တံစ ထူထူအရ၌ပြန့်နှံ့သည်လီဟောတိဖြစ်၏ဘာဟုဇင်းညင်စအများသည်သည်လီဟောတိဖြစ်၏ပုထုဘူးတင်စအထူးတူအပြားပြားအဖြင့်ဖြစ်သည်လီဟောတိဖြစ်၏အတိဝိယအလောလျင်ဒေဝ မနုဿေဟိနတ္တုတို့သည် သုဘကာတိတံအကျွမ်းမဲ့သိရသည်လီဟောတိဖြစ်၏ပင်စမငါးခုမြောက်ဖြစ်သောဇနဝေသဘသုတ်တံဇနောဇနဝေသဘသုတ်ဒေသနာတော်သည်နေတိတံပြီးပြီယခုဇနဝေသဘသုတ်တံမြတ်စွာဘုရားဟာ နာတိကရွာသားကြီးရတော့50ကျော်ကပဲရောက်တယ်50ကျော်ကပဲရောက်တယ်ကျင်900ကျော်ကဘာဒီဖြစ်ကုန်ညတယ်ဆိုပြီးတော့ပိုင်းမှန်းချာကြဟောအခုဒီမကရအတိုင်းသားကြီးကြတော့မြတ်စွာဘုရား အရင်မဟောပဲနဲ့နောက်မှဟောတာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာရာဇဂျူပြည်ကိုအုပ်ချုပ်နေတဲ့အဇာရသမင်းဆိုတာကဖအေသတ်တဲ့သားမှု အများကရွရှားနေကြတယ်ဒီတော့ ရာဇပြန်မဘရင်မို့ပြန်မပြောဝင်ဒီတိုင်အောင်လဲပဲဘိမ့်ပြီးသာရမင်းတရားကြီးကမင်းကျင့်တရားနဲ့ညီလိုက်သာ မင်းကောင်းမင်းမြတ်ကြီးရှိကျူတဲ့အသံနေဘုဘွားမိဘလက်ထက်ကလေးကကြားခဲ့ရတာနားခဲ့ရတာအခုအဲ့ဒီဘိမ့်ပြီးသာရမင်းကြီးကသူသားသက်လို့သိရှာပြီ ကိုယ်တိုင်ဒီတိုင်တိုင်ပြည်တိုင်သာအချင်းချင်းတွေ့ရင်လည်းပဲမင်းတို့မကရတိုင်သားတွေကဖေသက်တဲ့မင်းအုပ်ချုပ်တဲ့တိုင်ပြည်မဟုတ်လားဆိုပြီးစကားအနှိမ်ခံရလေအဲ့ကြတော့မကရတိုင်သာတိုင်သူတွေကဒီဝရကူဆရာတင်မိတဲ့ အဇဒသာဘယင်ဖြစ်တဲ့အခါထုတ်မပြောဘဝန်စီတန်အောင်လေယွန်ရှာတယ်ဒီဝရကူယွန်သလောက်ဘိဘိသာရမင်းကြီးရဲ့ကောင်းမှုကြောင့်ချီးကျူးတဲ့ဇကန်သံလေးဘူဘွားမိဘတွေလက်ထက်ခရဲကကြားခဲ့ရတာ အခုမြတ်စွာဘုရားကိုတော်တိုင်ဟောရင်လည်းပဲမဂရအတိုင်းသာဒီနှစ်သန်း၄သိန်းကျော်ဆိုပြီးဒါတိုင်းဟောလိုက်လည်းဖြစ်တာပဲဒီမဂရအတိုင်းသာဒီကိုမြတ်စွာဘုရားကိုတိုင်ဒါတိုင်းမဟောတာက မကရတိုင်းသားတွေအထင်ကြီးလာပါတယ်ဆိုတဲ့ဗိမ္ပိသာရမင်းကြီးကသိပြီးတဲ့နောက်မှာဇနဝဇ္ဇဘနတ်သားဖြစ်တယ်အဲ့ဒီဇနဝဇ္ဇဘနတ်သားကမြတ်စွာဘုရားကိုလာလျှောက်တဲ့ဟောတဏှိကုမာရဗြဟ္မာကြီးကနေပြီးတော့တာဝတိန်သာနတ်ပြည်မှာ ဒီလိုဒီလိုဝမ်းမြောက်ဝမ်းသာအနုမောဒနာတရားတွေဟောစရဲတို့မကရအတိုင်းသားကဒီတို့အဖိုးအဖွားတွေအမိဖတ်တွေနာသန်းနဲ့လေးသိန်းကျော်တယ်ဆိုတော့မတို့ရဲ့ဘိုးဘွားမိဘတွေချီးကျူးလာပါတယ်ဆိုတော့ဗိမ္မိသာရမင်းကြီးကလည်းနတ်ဖြစ်တဲ့ တို့အဖေအမေအဘိုးအဘွားတွေကလည်းနှစ်သန်းနဲ့လေးသိန်းကျော်အဲ့ဒါနဗုဒ္ဓနာတွေမှာ ရောက်ကြတယ်ဆိုတာဘိဘိသာရမင်းကြီးဖြစ်ခဲ့တဲ့ဇနဝဇဖနတ်သားကိုယ်တိုင်ကမြတ်စွာဘုရားကိုလာပြီးတော့ချက်ထားကြတယ်ဆိုတော့ အဲ့ဒီတော့မှ မကရတိုင်းသားဒီသူတို့အခုအခွားဘေးအမီဒီအတွက်လည်းဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ကြတာသူတို့အဖေအမေအဘိုးအဘွားတွေချီးကျူးခဲ့တဲ့ဗိမ္ဗိဇာရမင်းကြီးဆိုရလေမြတ်ပြီမှာဖြစ်တာ မလီဘင်ပြီးသားလားမင်းကြီးကမင်းဖြစ်မဲ့ဘုံကံကကြီးလိုက်တဲ့ခုနှစ်ဘဝတိုင်းတိုင်းဘယင်ဖြစ်တဲ့အစရှိသည်ဖြင့်ချီးကျူးလို့မဆုံးနိုင်ဝန်စာလို့မဆုံးနိုင်ဖြစ်တော့အဲ့ဒီကြတော့မှမဂရတိုင်းသားမဂရတိုင်းသူတွေကလည်းပဲဖရာတရားသံဃာကိုအတိုင်းထက်အလွန်ကြီးညိုလိုက်ကြတာနော် ီအကြောင်းအချင်းရာကိုမြတ်စွာဘုရားကသူကိုယ်တိုင်သိရတဲ့ဒါရိုက်မဟောခဲ့တာဟာနောက်ခေနောက်ကာလမှာသာသနာကိုအထောက်ပံ့ပြုကြမယ်မဂ္ဂရာတိုင်းသားတွေဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဒီလိုအချင်းကိုစောင့်ရခြင်းဖြစ်တယ် အခုတရားပူဇော်ပြတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ကလည်းပဲအစကတော့ကိုယ်နဲ့ဘာမှမဆိုင်တော့မဂရတိုင်းသားဒီအထက်နတ်ဘုံမှာရောက်ကြတာဗနည်းယောက်ရှိသေးဆိုတာတခွန်းနဲ့ပြောလိုက်ရင်ပြည့်ရနေတရားကြီးကအကျယ်ချက်ပြီးဝိုက်နေတယ်လို့အစကတော့ထင်မိပါတယ် နောက်တော့မှသဘောပေါက်သွားတဲ့အခါရောက်တော့သာသနာအမွေကိုဆက်လက်ပြီးတော့ခံယူကြမယ်နောင်လာမကရတိုင်းသာတိုင်းသူတွေအထူးသဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဆိုတာအချင်းကိုစောင့်ဆိုင်တော်မူရခြင်းဖြစ်တယ်လို့နှလုံးသွင်းမိပါတယ်အဲကြောင့် ဤဇနဝဇဘသုတ်တံဒေသနာတော်မြတ်ကြီးကိုပါဠိတော်ရွတ်ဖတ်ပူဇော်ပြခြင်းအ нэт ပြန်ပြခြင်း ပြောခြင်းပြောတတ်သမျှအတိပ္ပယ်ပြောပြခြင်းဒီကနေ့အလုံးစုံပြည်စုံပြည်စည်းပါပြီအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ